အားလုံးပဲမင်္ဂလာပါဗျာ။ဂျူလီယက်စီဇာအကြောင်းပါဂျူလီယက်စီဇာဘယ်လိုလူမျိုးလဲ။ဟိုအဆုံးသတ်မှုနဲ့အဆုံးသတ်ခဲ့ရလဲပြီးလို့ရှိရင်ဂေါ်ဒန်ထရမ်လည်းဂျူလီယက်စီဇာလိုမျိုးဖြစ်နိုင်လားပေါ့နော်။ဟိုကဂျူလီယက်စီဇာဆိုတာအသက်25နှစ်ဝန်းကျင်မှာပေါ့။အသက်25နှစ်ဝန်းကျင်မှာသူကပင်လယ်ဓားများတွေသူစစ်သားဘဝမှာပေါ့ပင်လယ်ဓားများတွေဖန်ဆီးတာကိုခံလိုက်ရတယ်ပေါ့။ဓားများအဲ့ချိန်တော့ဓားများတွေဆိုတာလည်းပြန်မွေးပြန်မွေးဆွဲတဲ့နီးတတာပဲပေါ့နော်။ငွေတန်း20နဲ့အဲ့လာရွေးခိုင်းနေပေါ့သူတင်နေခြင်း။ ူလီယက်ကတော့အဲ့ဒါကိုမကြိုက်ပါဘူးပေါ့ဘာဖြစ်လဲဆိုသူ့အနေထားနဲ့တန်20နဲ့ဆိုတော့အဲ့ဓမြတွေကိုပြန်ပြီးတက်ရောတာပေါ့တက်ရောတော့ခါကြတော့ဓမြတွေကလည်းချက်ချင်းပဲ90ဆိုပြန်တိုးလိုက်တာပေါ့တိုးလိုက်တော့သူကခရီးရဝေးပါတယ်အဲ့သူ့တငယ်ချင်းကဂျူလီယက်စီးစာကိုအဲ့ဒါရွေးဖို့ကခီးဝဲဆိုဓမြတွေကသူ့သူ့နဲ့ပေါ့အဲ့တိုင်းစကားပြောကြတယ်အဲ့မိန်ကုန်းနေပြောတယ်အဲ့သူဂျူလီယက်ကိုဂျိုကာကြီးလူရှင်တော်ကြီးတပွဲလို့ပေါ့သူဆက်ဆံကြတယ်ဂျူလီယက်ကမိန်ကုန်းနေပြောလို့ရှင့် ်သူကဂျူလီယက်မိန်ကောင်းတွေကိုဓမ္မတွေကမကောင်းပြောတယ်မကောင်းပြောတော့ဂျူလီယက်ကိုဂျူလီယက်ကနေဘာပြန်ပြောလဲဆိုတော့မင်းတို့ကမိန်ကောင်းမကြိုက်လို့ရှင်အတိုင်းမင်းတို့ပြန်ပြီးတော့ခွင့်မြတ်မယ်ပေါ့သူကအဲ့မှာအဲ့သူတငယ်ချင်းလည်းရောက်လာတော့တန်း90ပြေးပြီးတော့ဂျူလီယက်ကလွတ်လာခဲ့တယ်ပေါ့နော်ကြာ우အဲ့အနီးနားမှာရှိတဲ့မျိုးလေးမှာသူကဂျူလီယက်ကစစ်တပ်ဖွဲ့လိုက်တယ်ရေတပ်ပေါ့ရေတပ်ဖွဲ့ပြီးတော့သူကဓမ္မတွေကိုပြန်သွားတိုက်ပါတယ်အဲ့မှာဓမ္မတွေကလည်းမပြေးပါဘူးဘာလို့လဲဆိုတော့ဂျူလီယက်ကိုတာမန် ူအနေနဲ့ပဲတွေးပြီးတော့အဲသူသူရှိတဲ့နေရာမှာပဲနေခဲ့ပါတယ်နေခဲ့ပြီးတော့သမားတွေကိုဖမ်းပြီးတော့သူကအနီနာမျိုးသားလက်ထက်မှာလက်ထဲမှာသူကပြန်အပ်ပါတယ်ပြန်အပ်တော့မျိုးသားကကြတော့မျိုးသားအနေနဲ့ကြည့်မယ်ဆိုရင်တော့သူကသမားတွေကအရွယ်ကောင်းပဲရှိသေးတယ်ကျန်လေကျန်မာတဲ့သူကမကွတ်မြတ်ချင်ပါဘူးမကွတ်မြတ်ချင်တဲ့သူကသူကကျုံအနေနဲ့ရောင်းစင်ပါတယ်သမားရောင်းချင်တော့ခါကြတော့ကန်နေပြီးတော့အဲ့ဒါကိုသူမကြိုက်ဘူးမကြိုက်တဲ့သူကသမားတွေကို ညာဘက်မှာခူးညာဘက်လောက်မှာခူးထုတ်ပြီးတော့သူကသူ့ကိုယ်တိုင်ဆုံးစီရင်ပေးလိုက်ပါတယ်အဲ့နောက်ပိုင်းနောက်ပိုင်းဂျာနာရအနာနည်းနည်းရလာတဲ့အချိန်မှာသူကသူကဘယ်လိုမျိုးလဲဆိုတော့အဲ့ငွေရှိတဲ့လူရဲ့တငယ်ချင်းတယောက်ရဲ့ပြီးလို့ရှိရင်အစစ်တပ်စစ်တပ်ကတငယ်ချင်းအနာရှိရတဲ့တငယ်ချင်းတယောက်သူ့ပေါင်း၃ယောက်ပေါ့နော်၃ယောက်ရဲ့ပေါင်းပြီးတော့ triumvirate ဆိုတဲ့ပေါ့နော်အဲ့အနာရှင်၃ဆိုတဲ့ဖွဲ့ဦးတီထောင်ပြီးတော့ဟိုပါပေါ့ ဂေါ်လီယာပြည်နယ်ထိတက်သိမ်းပါတယ်ပေါ့နော်အဲဒီဂေါ်လီယာပြည်နယ်ဆိုတာယနေ့ခေတ်ပြင်သစ်ပေါ့ပြင်သစ်နိုင်ငံထိကိုတက်သိမ်းနေတိတ်မကြပါဘူးသူရဲ့အဖွဲ့၃ဘွဲ့ကနေအာနာရှင်၅ဦးကအဲနောက်ပိုင်းနောက်ပိုင်းတော့ဒုတိယဖက်ကြံခဲ့တာပေါ့နော်တယောက်တည်းကြံခဲ့တော့သူကအာနာရှင်စုဝေးတိုင်းမဲ့သူကအာနာရဖို့ပဲကြိုးပမ်းလာတယ်သူကသူကလွတ်တော်ကသူ့ကိုတိတ်ပြီးတော့ဘဝင်မကြတော့ဘူးပေါ့အဲလွတ်တော်ကဘဝင်မကြတော့ဒါပေမဲ့ပြည်သူတွေကဘဝင်ကြတယ်ဒါပေမဲ့လွတ်တော်ကဘဝင်မကြတဲ့အတွက် BC 44မှာအဲလွတ်တော်ဘဟုလွတ်တော်အဲစီဝရှိရဆိုပြီးခေါ်ပြီးတော့ဗောနဘရူဒက်စ်နဲ့ကက်စီယာ၆ဖွင့်ဝင်30ကျော်ပါဝင်တဲ့ဖွဲ့ရတမြောင်နဲ့23ချက်တိတိဂျူလီယက်စီဆာကိုထိုးပြီးတော့အဆုံးစီရင်ခဲ့ဗောနအဲဘရူးစ်နဲ့ကက်စီယာဆိုကလည်းနောက်ပိုင်းကြောင်လို့ရှင်တော့အတန်းသူလည်းအဆုံးသတ်မလာပါဘူးဒါပေမဲ့အဲဂျူလီယက်စီဆာတေးပြီးတဲ့နောက်ပိုင်းမှာတော့အဲရီပပ်ဘလစ်ကတော့အဲပြတ်သုံးဖို့အခြေအနေကိုရောက်ရှိလာခဲ့ရပါဘောနော် 比如说从你几百个接触い嘛嘞。